ီနေ့ကွစ်ဗီဒီယိုကွစ်ဗီဒီယိုမှာလုပ်ပေးမယ်ကွစ်ဗီဒီယိုအရေးလေးလုပ်ပေးမယ်နော်အတော့အတော့ပါဒီမှာမားလေးဟင်းမွေးတိုင်းချုံမုံမထည့်ဘူးအဓိကမားကွန်လည်းချုံမုံထည့်ပြီးဟိုအဖြစ်ကားရအောင်မကြိုက်ဘူးပေါ့နော်အားကြောင့်မလို့ချုံမုံမထည့်ဘူးချုံမုံလုံးဝမပါဘူးဆိုတာပဲအမအမခံနိုင်တယ်ပြီးတော့အမတို့ဒီမှာအဓိကအရသာပေါ့နော်အရသာသူများနဲ့မတူတဲ့ taste ကိုလောက်ထားတာပေါ့နော်ကွစ်ဗီဒီယိုအားလုံးပေါင်းအမဆိုင်မှာ23မျိုးရတယ် ။အဲဒုံမှာကွေ့တီကိုချက်ပေါင်းကွေ့တီကိုပါမယ်ဝက်ဥဆုံးကွေ့တီကိုပါမယ်ရိုးရိုးကွေ့တီကိုတပွဲဆိုလို့ရှင်၄000လောက်မှာတို့ရောင်းပေးတယ်ချက်ပေါင်းကွေ့တီဆိုလို့ရှင်6500ပေါ့လို့ရှင်လုံးဝ share ပေါ့နော်နှစ်ယောက်လောက်ဝါစားလို့ရတဲ့ကွေ့တီကိုဆိုလို့ရှင်တော့1000လောက်ရောင်းပေးပါလိမ့်ရှင် ါအောချောက်လာအောင်အောင်မြင်ချင်တယ်ပေါ့နော်။အဲဖေဖေပေးတဲ့နာမည်လေးပါ။အားပေးကြပါဦး။ဟုတ်ကဲ့။ဒါဆိုင်လေးကတော့ကျမတို့ဒီမြေတားညွန်နေမှာပေါ့နော်။တမာတိလန်းနဲ့တကုံလန်းတောင်းမှာရထားတန်လန်းပတ်မှာ။အဲလူတိုင်းလူတိုင်းရဲ့ဘဝမောတွေပြေဖို့ကအခုချိန်မှာစားတော့ကလွယ်ဘာမှမရှိဘူးလေ။စားကောင်းတောက်ကောင်းလေးစားလိုက်ရတဲ့အချိန်မှာလူကြောက်ကဟို feeling လေးကအရန်ဟိုနှွေးတွေးတယ်၊နှူးညံ့တယ် သူ့စိတ်ထဲမှာဒီအစားအသောက်ကြောင့်ဟိုရင်ထဲမှာခံစားရတဲ့ feeling လေးကိုအမပေးချင်တာပေါ့ဒီကအမဘန်ကောက်မှာလည်းစားရတယ်အဲဒီရန်ကုန်မှာဆိုလို့ရှိရင်လည်းကွေးတီယိုဆိုင်တော်တော်များများမှစားရတယ်စားတဲ့အချိန်မှာသူတို့ရဲ့ taste ကတယောက်ချင်းစီကတော့ကောင်းအောင်လုပ်ထားကြတယ်ပေါ့နော်ဒါပေမဲ့သူတို့တယောက်နဲ့တယောက် taste မှာအဓိကကွေးတီယိုထိုင်းရဲ့ taste ကိုပဲအဓိကသွားတဲ့အားမျိုးပဲအမလိုချင်တာပေါ့နော်ဒီဆိုင်ကိုရောက်လို့ရှိရင်ဟိုလေလက်မကုံစရာမလို့ထိုင်းသွားစရာမလို့ထိုင်းရောက်သွားတယ်လို့ခံစားစေရအောင်ရှင်းမှာကလေးကလေအမအစားသောက်နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးလှုပ်ချင်တဲ့စန္ဒာလေးတွေရှိတယ် ခဏလေးရဲ့ရှက်ကကျတော့အဲအဲ့ဒီအစားအသောက် line ကိုပဲစဉ်းစားလိုက်တဲ့အခါကျတော့ကိုကြိုက်တဲ့အစားအသောက်လေးကိုပဲဖန်ပြီးမယ်ပေါ့နော်ဆိုတော့ကိုတီကိုလေးကိုရွေးချယ်ဖြစ်သွားတယ်ပေါ့ဒါကတော့လူ line နဲ့တော်တော်များများခုနောက်ပိုင်းချက်လာကြတာတွေ့လို့လေဟုတ်အဲကြာစီချက်ပါမယ်မဲဥပေါင်းစီချက်ပါမယ်အဲခေါင်းဆဲစီချက်ပါမယ်ချက်သားစီချက်ပါမယ်ကျလို့ဝတ်သားစီချက်ပါမယ်ပေါ့နော်ဟုတ်အဓိကတော့အမကိုသိတဲ့သူတွေနောက်ပြီးတော့အမခင်မင်ရင်းနှီးရတဲ့သူတွေအတွက်ကိုအမအကောင်းဆုံးစားစားလေးနဲ့တဲခင်းအဲ့ခင်စင်နေပေါ့နော်အမဖိတ်စာလေးထဲမှာပါတယ်လို့မျိုးပဲအမ လောကမှာတံမိုးပြက်လို့မရတဲ့အရာဆိုအမတို့ဒီငလင်ကာလာတွေရဲ့နောက်ပိုင်းမှာလူတွေကတောင်းတဲ့တယောက်ကဟိုချက်ချင်းလှုပ်ချင်းချက်ချင်းထားလှုပ်အဲစားချင်းချက်ချင်းထားစားသွားချင်းချက်အဲ့ဥစ္စာရဲ့တံမိုးကိုတီးသွားကြပြီဆိုတော့ဒါအစားတောက်လေးနဲ့အမလူတွေကုန်လုံးဟိုအမောတွေပြည့်စည်ခြင်းနဲ့ပေါ့အမသားလေးနှစ်ယောက်ပေါ့အဲတစ်ချိန်ချိန်ပေါ့အမမနဲ့ပြန်ဒီသက်ရှင်နိုင်နေမလားတံမိုးဒီနေ့ဒီပဲသက်ရှင်ရမလားဘယ်နေ့မှမလောကကြီးရထွားမှာမသိဘူးလေအဲ့လိုအချိန်လေးမျိုးမှာဆိုကိုသက်ရှင်နေရဲ့ကာလရှောက်မှာအားတွေကို ကောင်းမွန်တဲ့အရာလေးတွေပေးခြင်းတယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအကြီးလေးရာ session နဲ့အငယ်လေးရာ9နှစ်ပါသူတို့တော့လည်းဒူးစမ်းနေရပါဘောသူတို့အမေကအင်ကြီးချုပ်ပြီးတော့ရုပ်ရှင်တွေရိုက်နေရလေရုပ်တရက်ကြီးရစားတော့တွေစားတော့မယ်ဆိုတော့ငယ်လေးကတော့ပျော်တာဗောမမေးဆိုင်မှာနေတိုင်းလကားစားရမှာလားဗောအဲတားကြီးကလည်းပျော်တယ်သူစိတ်ဝင်စားတယ်အလုပ်တားရောစိတ်ဝင်စားပါအဲကျမရဲ့ဆိုင်လေးမှာလာပြီးအားပေးကြပါပြီးလို့ရှိရင်ရတာကောင်းတယ်စိတ်ကျေနပ်မှုရှိရသလိုရှိရင်မိတ်ဆွေတို့မျှဝေပေးပါဟုတ်ကျေးဇူးအများကြီးတင်ပါတယ်